ကောင်းကျိုးချမ်းသာတွေဖြစ်ဖို့ဆုံးလွတ်လိုက်ခြင်းဟာမင်္ဂလာအလုပ်ဖြစ်တယ်ဆုံးလွတ်လိုက်ခြင်းကြောင့်ချမ်းသာဒုက္ခရမှာဖြစ်တယ်ဒါကြောင့်မို့ဆုံးလွတ်လိုက်သိမ့်လိုက်ပထားနေအဲ့တော့လောကလူသားတွေကကိုမပိုင်တာကိုပိုင်နေထင်ပြီးတော့ဆုတ်ကင်ထားကြတယ် ။ဘာနဲ့ဆုပ်ကင်ထားတော့ဆိုအဓိကတဏ္ဍာနဲ့ဆုပ်ကင်ထားတဏ္ဍာနဲ့ဆုပ်ကင်အသိကိုလိုချင်တယ်ရလာလို့ရှိရင်တော့သိမ့်ပိုက်ထားတယ်နောက်ထပ်လိုချင်ညာနဲ့လိုချင်မှုကမဆုံးနိုင်ဘူးမဆုံးနိုင်တယ်လို့သိမ့်ပိုက်မှုဟာလည်းမဆုံးနိုင်လိုချင်ချင်းသိမ့်ပိုက်ခြင်းဖြင့်လောကလူတွေဟာမဆုံးနိုင်တဲ့ ဆင်းရဲဒုက္ခတွေကိုရင်ထဲမှာတပွိတပိုက်ကြီးထားကြသလိုဖြစ်တယ်။ဒါကြောင့်မို့ချမ်းသာဒုက္ခဆိုတာတွေဆုံးရှုံးနေကြတယ်။သစ္စာဘုရားကဆုံးပါတယ်။မင်းတို့ပိုင်တာမဟုတ်တဲ့အရာတွေကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြအောင်လို့ဆို။ဘယ်လိုလွတ်လိုက်ကြဆိုတာတွေ့တာမနေနဲ့သူတို့ပြောလို့ ကိုမပိုင်တဲ့အရာပေါ်မှာပိုင်နေထင်ပြီးတော့တွေ့တာမနေနဲ့လွတ်ထားလိုက်လွတ်ထားလိုက်ဒါပြည့်လွတ်ထားလိုက်လို့ရှင်ဘယ်လိုအကျိုးတွေရလို့တန်ဩပဟိနံဟိတာယဒုက္ခယဝိသတိတံပဟိနံထိုဆွလွတ်ထားခြင်းသည်ဝောတင်တို့ဖို့ဟိတာယ အကျိုးစီးပွားအလို့ငါဒုက္ခရချမ်းသာခြင်းငါဝိသတိဖြစ်ပေလိမ့်မည်။ကောင်းကျိုးချမ်းသာတွေဖြစ်ဖို့ဆုံးလွတ်လိုက်ခြင်းဟာမင်္ဂနဲ့အလို့ဖြစ်တယ်။ဆုံးလွတ်လိုက်ခြင်းကြောင့်ချမ်းသာဒုက္ခရမှာဖြစ်တယ်။ဒါကြောင့်မို့ဆုံးလွတ်လိုက်သိမ့်လိုက်ပထားနေဒါမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တယ်။အဲ့တော့လောကမှာရှိသမျှပစ္စည်းတွေ အရာမှန်တယ်ဗျာသူလည်းမပိုင်ဘူးငါလည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်ဘူးတဘာဝတရားဟာသူ့တဘာဝအတိုင်းဖြစ်နေခြင်းသာဖြစ်တယ်